ဒွါရလို့ခေါ်တဲ့တကားပေါက်ပေါ့အာယုန်နေဝင်တာတို့မို့အသီးစိတ်တွေကအာယုန်နဲ့ဆက်သွယ်လို့ရတဲ့တကားပေါက်တွေအဲ့ဒီတကားပေါက်ကလည်းပဲ6ခုရှိတယ်အဲ့ဒါဒွါရ6ခုလို့ခေါ်တယ်အဲ့ဒီဒွါရ6ခုဆိုတာခုနဘေးစနဲ့အလားတူတယ် စကုပဒါရယုတ်ကိုစကုဒွာရလို့ခေါ်တယ်သောတာပဒါရယုတ်ကိုသောတာဒွာရလို့ခေါ်တယ်ဂာဏပဒါရယုတ်ကိုဂာဏဒွာရလို့ခေါ်တယ်ဇီဝပဒါရယုတ်ကိုဇီဝဒွာရလို့ခေါ်တယ်ကာယပဒါရယုတ်ကို ကာယဒွာရလို့ခေါ်တယ်နော်နောက်ပြီးတော့မနောဒွာရလို့ဆိုတယ်မိုင်းတို့ကြတော့ဘဝင်စိတ်ကလေးကိုခေါ်တာတဲ့အဲ့ဒါကြတော့ ဘဝင်စိတ်ဆိုတာကကံကနေဖန်တီးပြီးတော့ကံရဲ့အကျိုးဆက်အနေနဲ့ခန္ဓာကိုယ်ထဲမှာခုန potentiality အနေအထားမျိုးစိတ်တခြားစိတ်တွေပေါ်ဖို့ရန်အတွက်အခြေခံစိတ်သဘောမျိုးပေါ့နော်မှန်လားပါအဲ့ဒီဘဝင်စိတ်လေးကရှိတယ်ရှိတယ်ဆိုတာခုနရှိနေတာမဟုတ်ဘူး तू လဲသူ့အာယုံနဲ့ तू run လုပ်နေတာမိခင်ရဲ့ဝမ်းထဲမှာပထမဆုံးတရေတီတဲ့စိတ်ကလေးဒီပင်လဲတသက်လုံးဘဝင်စိတ်လို့ပြောင်းခေါ်ထားတာ ပထမဆုံးဖြစ်တဲ့အချိန်ကိုတော့ပရိသေစိတ်လို့ခေါ်လိုက်တယ်။နောက်ထပ်ဒီစိတ်မျိုးထပ်ပေါ်တဲ့အခါကျတော့ဘဝင်စိတ်လို့ခေါ်တယ်။နောက်ဆုံးဖြစ်တဲ့စိတ်ကျတော့သုတိစိတ်လို့ခေါ်တယ်။ဒါကြောင့်မို့ပရိသေစိတ်ရဲ့ဘဝင်စိတ်ရဲ့သုတိစိတ်ရဲ့ဆိုတာတဘဝတာမှာလုံးဝတူတယ်လို့မှတ်ထား။မှန်ပါပါဗျာ။ဒီစိတ်တစ်ခုတည်းပဲ။ဒီတစ်မျိုးတည်းပဲလို့ဆိုလို့လေပြောင်းတာမဟုတ်ဘူးနော်။ ဒါပြင်ထာဝရရှိနေတာလားလို့ဆိုရင်တော့မရှိဘူး तू လည်းပေါ်နေတဲ့ဟာတွေပဲ तू ကပေါ်တာတော့အဓိကကံဒီဟူသောအကြောင်းတရားပေါ်မှာအခြေပြုပေါ်တာကျန်တာတွေကကံကိုအခြေပြုပေါ်တာမဟုတ်ဘူး potentiality အကြောင်းပေါ်မှာဖြစ်နိုင်တဲ့အနေအထားပေါ်မှာပစ္စုပန်အကြောင်းတရားတွေကနေပေါင်းစုံလိုက်တဲ့အခါကျတော့မှပေါ်လာတာကျန်တာတွေကနော်မှန်ပါပါဘဝင်စိတ်ဆိုတာပစ္စုပန်အကြောင်းနဲ့ဘာမှမဆိုင်ဘူး तू ပါ तू အတိတ်ကကံတရားရဲ့စွမ်းအားနဲ့သူကပေါ်နေတာမှန်ပါပါဘုရားဘဝင်စိတ်ကဒါကြောင့်မို့ဘဝင်စိတ်သည်မျက်စိကမြင်တဲ့အာယုံကိုအာယုံမပြုတ်ဘူးနားကကြားတဲ့အတန်ကိုအာယုံမပြုတ်ဘူးမသိဘူးအာယုံမပြုတ်ဘူးဆိုတာမသိဘူးလို့ပြောရမယ်နော်မှန်ပါပါစိတ်ဆိုတာသိတာဘဝင်စိတ်လေးသည်မျက်စိကမြင်တဲ့အဆင်းကိုမသိဘူးနားကကြားတဲ့အတန်ကိုမသိဘူးနှာခေါင်းကနမ်းတဲ့ အနတ်ကိုမသိဘူးလျာကလျက်တဲ့အရာတာကိုမသိဘူးခန္ဓာကိုယ်အထိလည်း तू ကမသိဘူးအတွေးစိတ်တွေထဲမှာလည်းပဲ तू မသိလားဘူးအတွေးအာယုံတွေကြောင့်လည်း तू မသိဘူးတဲ့ तू ကသူ့ဘာ तू ကြည့်နေအိတ်နေသိလားမသိပါဗျာအိတ်နေရင်စိတ်ကတော့ရှိနေတာပဲဘာရှိတာတုံးဆိုဘဝင်စိတ်ကဖြစ်နေတာ तू ကဘာနဲ့တွားနေရတာတုံးဆိုရင် तू ကိုဘာနဲ့ခုခေတ်လို့ပြောရင်ဘာနဲ့ run နေတာတုံးပေါ့ဟုတ်လားဘာနဲ့ तू ကဖြစ်ပြီးတော့နေတာတုံးဆိုတော့ ကံရဲ့စွမ်းအင်နဲ့ဖြစ်နေတာ तू ကံရဲ့စွမ်းအားကတွန်းထားလိုက်တာ तू တွန်းပြီးတော့လွတ်လိုက်တာဥပမာပဲဒုံမြန်တစ်ခုကိုအရှိန်နဲ့ပြစ်ထက်လိုက်တဲ့အခါကျတော့ဒီအရှိန်မကုံမချင်းဒုံမြန်ကြီးကသွားနာပဲမှော်လားမှန်ပါပါနောက်ထပ်ထပ်ပြစ်ဖို့လိုသေးလားမလိုပါဘူးမလိုဘူးအရှိန်ကုံတဲ့အချိန်မှာ तू ကြာသွားမှာ ပြစ်လွတ်လိုက်တဲ့စွမ်းအား energy နဲ့သူအရှိကို push လုပ်လိုက်တဲ့အတိုင်းပဲတွန်းလွတ်လိုက်တဲ့အချိန်အားနဲ့ပဲသူသွားနေတာအချိန်ကုန်တဲ့ချိန်ရမှာပဲအဲ့တော့လူမှလည်းပဲထို့တူပဲဒီဘဝင်စိတ်ဆိုတဲ့ပရိသေစိတ်ကလေးကနေစပြီးတော့လှုပ်ပေးလိုက်တဲ့ဟာကဒီစွမ်းအားနဲ့တွန်းလွတ်လိုက်တဲ့ကံရဲ့အချိန်နဲ့သူကသွားနေတာ နောက်ဆုံးမှအချိန်ကုန်သွားတဲ့အခါသုတိဆိုပြီးတော့သေသွားရတဲ့ဘဝပြီးသွားတာမှန်ပါပါပြီ အဲ့တော့မွေးတဲ့စိတ်ရဲ့သေတဲ့စိတ်ရဲ့ကြားထဲမှာအိတ်နေတဲ့စိတ်တွေကတူတူပဲတဲ့ဒါကံရဲ့ဆွမ်းအားနဲ့သွားနေတာမှန်ပါပါမျက်စိကမြင်လို့အခုလောလောဆယ်ပစ္စုပန်ဘဝနဲ့သူတို့ကဘာမှမဆိုင်ဘူးလို့အာယုန်နေကြောင့်ဖြစ်လာတာမဟုတ်ဘူးတဲ့ကဲအာယုန်နေကြောင့်ဖြစ်နေတဲ့စိတ်ကလေးကိုပြောအောင်ဒီအခုပြောရတဲ့ဝိထုယုတ်6ပါးကိုမှတ်ထားရမယ်အာယုန်6ပါးဆိုတာကိုမှတ်ထားရမယ်တကား6ပေါက်ဆိုတာမှတ်ထားရမယ် အဲ့တော့တကား6ပေါက်နဲ့ဒီအခြေခံဝဋ်ထု6မျိုးဆိုတာကစင်စင်လေးလုံးဝတူတယ်ရှေ့၅ခုက နောက်ဆုံးတစ်ခုကြတော့ခေါဏကဟရယဆိုတာနဲ့မိုင်းဒိုးဆိုတာဒီဘဝင်စိတ်လေးရမနောဒွာရဆိုတာကြတော့ကွဲပြားခြားနားမှု ရှိတယ်ဆိုတာမနောဒွာရဆိုတာကနန္တရားဟရယဝဋ်ထုဆိုတာယုတ်တရားအဲ့ဒီနေရာလေးမှာနန္တရားပါတယ်အဲ့ဒါလဲတိတ်ပြီးတတိချက်ဆရာကောင်းတဲ့အချက်တစ်ခုပဲ နန္တရားပေါ်ဖို့ရာအတွက်နန္တန်ချင်းအခြေပြုတယ်ဆိုတဲ့သဘောကိုပါတယ်ဟုတ်ကဲ့လားမှန်ပါပါဗျာကဲကောင်းပြီ